1968ခုနှစ်ဗီယက်နမ်ပြည်တွင်းစစ်ပွဲကာလအတွင်းကဗီယက်နမ်ကွန်မြူနစ်တပ်တော်ဟာရုရှားတပ်တွေအကူအညီကိုယူပြီးတော့ပျောက်ကြားစနစ်နဲ့အမေရိကန်တွေကိုခုခံတော်လှန်နေခြင်းတောအုပ်ထဲကတောင်ကြားတစ်ခုမှာရုရှားတွေတခုခုလှုပ်ဝက်ဆန်းတက်နေရတဲ့ဆိုတဲ့သတင်းကြောင့်မရိန်တပ်ဖွဲ့တစ်ဖွဲ့ဟာထောက်လန်းမှုရောက်ရှိလာခဲ့ပါတယ်။အထူးလှုပ်ဝက်ချက်ဆိုတဲ့မိန့်နဲ့ဘာကိုရှာရမလဲအတိအကျမသိတဲ့မရိန်တပ်သားတွေဟာရုရှားနဲ့ပတ်သက်သမျှထူကြတာအကုန်ရှာပြီးသတင်းပို့ရမယ့်မစ်ရှင်တစ်ခုဖြစ်ပေမဲ့ တော်ရဲရောက်လို့မကြခင်ပဲဘာမှမသိတဲ့အရာတစ်ခုရဲ့တိုက်ခိုက်တာကိုခံရပြီးတပ်သားတွေဆုံရှုံခဲ့ရပါတယ်။ခေါင်းဆောင်တက်ကြက်လည်းအထက်ကိုသတင်းပို့ပြီးအခြေအနေမကောင်းတော့လို့မစ်ရှင်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုနေချိန်တရဝါကြီးတကောင်ရဲ့တိုက်ခိုက်မှုအောက်မှာဘဝကူးသွားခဲ့ရပါတယ်။နောက်တစ်ခါမှတော့ဗီယက်နမ်တောဆက်မှာခြေကုပ်ယူထားတဲ့အမေရိကန်ယာယီတက်စကန်စီကစီပိုင်းနဲ့တင်ထားတဲ့ရုရှားကားတစ်စီးသိမ်းမိထားတဲ့အကြောင်းကိုအထက်ကိုသတင်းပို့ခဲ့လို့အရာရှိနှစ်ယောက်လေးနဲ့ရောက်လာပြီးတယောက်က ရေဒီယိုတက်တိကျွအတိုင်းစံနဲ့ကားကိုစစ်ဆေးနေခဲ့ပါတယ်။နောက်တော့ဘုံမှုစီဆက်သွဲပြီးဓာတ်တက်တိကျွရှာတွေ့ရပြင်ကောင်းမောင်းသမားကလည်းဒဲအောင်ကြည်တင်လက္ခဏာပြနေတာတွေ့ကြောင်းသတင်းပို့ကဒီနေရာတိကျသိရအောင် တော်ရဲဝင်စစ်ဆေးခွင့်တောင်းလိုက်ပါတယ်။ဘုံမှုကလည်းအန်နီယယ်များလို့ဆက်မသွားဖို့နဲ့စကန်စီပြန်လာခဲ့ဖို့မိန်ပေးပြီးဖုန်းချကလဒါဖွဲ့လိုမြည်ပေးထားတဲ့မရင်းဖွဲ့ကသာတောင်းကြားစီလို့ဖို့အသိန်းတော်ဆုံးဖွဲ့ဖြစ်တာကြောင့်တပ်ဖွဲ့ကိုခေါ်ဖို့မိန်ထုတ်လိုက်ပါတယ်။ အဲဒီချိန်လဒါတပ်ဖွဲ့ဝင်တွေကတော့ VN Torin စစ်ကမ်းတစ်ခုမှာဖမ်းခံထားရတဲ့တုံမန်းတွေကိုဝင်ခဲ့ဖို့မစ်ရှယ်တစ်ခုမှာရောက်နေပြီးအချိန်နေပေးတာနဲ့စကမ်းတွေကိုစတင်ဝင်တိုက်ခိုက်လိုက်ပါတော့တယ်။စနိုက်ပါတမရှီပီးဖိုင်တာဆက်သွေးတက်တာသူ့နေရာနဲ့သူတောင်းဝင်ပြေဝါယူပြီးစီးချက်ညီညီဝင်စီးနေတဲ့စစ်စင်မှုကွန်မြူနီတက်တာရီစကမ်းကို9ယောက်ထဲနဲ့ပြီးသိမ်းယူနိုင်ခဲ့ကအသက်ရှင်ကျန်တဲ့တုံမန်းတက်တာ2ယောက်ကိုပြန်ကယ်လာနိုင်ခဲ့ပါတယ်။ မင်းရှင်တို့ခုပေးရတဲ့ဘီယာလေးမော့အပန်းဖြေမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့အောင်မွေးခံလာတဲ့လဒါအဖွဲ့လေနောက်ထပ်မင်းရှင်တို့ခုကကြိုးစောင့်နေတာကြောင်းဗီယက်နမ်ခြေစိုက်အမေရိကန်စစ်ကန်စီစိတ်ညစ်ညစ်နဲ့ပြန်လာခဲ့ကြရပါလေရောလဒါအဖွဲ့ဆိုတာဘေကာကောင်းဆောင်ပြီးတော့မရင်းနေတွေကသူ့စိတ်ကြိုက်တပ်သားတွေကိုသူကိုယ်တိုင်ရွေးချယ်ဖွဲ့စည်းထားတဲ့ပြင်တပ်ဖွဲ့လုံးကလည်းပုံမှန်ထက်ယူကြောင်ကြောင်နဲ့တစောက်ကန်းလှုပ်တက်ပေးမယ်ဘေကာကိုတော့သူ့ရဲ့ခေါင်းဆောင်စိတ်တဲ့ပြေဝမှုကြောင့်လေးစားနာခံတတ်တဲ့အဖွဲ့တစ်ခုပါပဲ။ စကန်ရောက်တာနဲ့ကုန်းနံပါတ်6လို့ခေါ်တဲ့ဘုံမူဂျယ်ရီကိုကတပွဲလုံးကိုစုခေါ်ပြီးတောင်ညာရဲကိုပထမဆုံးလွှတ်လိုက်တဲ့အဖွဲ့တစ်ဖွဲ့နဲ့အဆက်အသွယ်ပြတ်သွားတဲ့အတွက်ဒီနေ့ည7နာရီမှာတောင်ညာကိုသွားပြီးထောက်လန်းစုံစမ်းဖို့လွှတ်မဲ့မစ်ရှင်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဓိကတာဝန်ကတော့အရင်တပ်ဖွဲ့ကိုရှာဖို့နဲ့တခြားအဖွဲ့စီတစ်ခုခုရဲ့စကန်လိုမျိုးထူးခြားတာတစ်ခုခုကိုတွေ့တာနဲ့အဝေးကထောက်လန်းရုံတတ်တတ်ပဲလုပ်ပြီးသူ့စီကိုပြန်သတင်းပို့ရမှာဖြစ်လို့လရအဖွဲ့ရဲ့အကျင့်တိုင်းစိတ်လိုက်မှာပစ်ခတ်မှုတွေမလုပ်ဖို့ပဲဖြစ်ပါတယ်။ လဒါဖွဲ့တွေကိုနောက်ဆုံးမှဘေကာခေါ်ထည့်ထားတဲ့လူသစ်လီယွန်ကလည်းသူတို့မစ်ရှင်မှာတိကျတာဘာမှမရှိလို့ကွန်ပလိန်တက်လိုက်တဲ့အခါဂျယ်ရီကိုလည်းဘိုမူရီရဲ့စောက်ကျင်တိုင်းအားရပါးရဆဲပြီးဂျန်နစ်ချက်လက်ဒီကုံလုံးကထိတ်တန်းလှုပ်ဝက်ချက်ဖြစ်တဲ့အတွက်အမိန်တိုင်းမဲလို့စောက်ထွက်မတက်နဲ့လို့အော်ပြောလိုက်ပါတယ်။တပ်သားတွေပြန်ထွက်သွားတဲ့ချိန်မှာဂျယ်ရီကိုကဘေကာကိုတီးတန်ခေါ်ထားပြီးတော့အယူတက်ဖွဲ့သားတွေကိုတေချာထိန်းသိမ်းမှုနဲ့အမိန်အတိုင်းတစ်ခုခုရအောင်ရှာပေးခဲ့ဖို့ပြောရင် အောင်မြင်နာနဲ့ဘေကာရင်ဆိုင်နေရတဲ့မှုကိုသူတာဝန်ယူပိတ်ပေးမယ်လို့ညှိနှိုင်းလိုက်ပါတယ်။ဘေကာလည်းသူကိုယ်တိုင်ဘာမရှင်မတ်တိကျမသိရပေမဲ့အထူးလိုအပ်ချက်ဆိုတဲ့စကားနဲ့ပိတ်ထားကြောင်းဆမ်မမေတော်ပဲညှိနှိုင်းချက်ကိုလက်ခံကပြန်ထွက်လာခဲ့ရပါတယ်။တပ်သားတွေလည်းနောက်ထပ်မရှင်မလုပ်ခင်မှာလိုအပ်တဲ့ပစ္စည်းတွေထုတ်ပို့တဲ့လူကထုတ်ပို့အရက်တော့နားယူရတဲ့လူကယူနေအပန်းဖြေနားယူနေကြချိန်မှာတပ်သား Keys ကလည်းသူ့ရဲ့ကျွမ်းကျင်မှုအတိုင်းတထဲမှာအလွယ်တကူမရနိုင်တဲ့ပစ္စည်းတွေကိုရအောင်ရှာလာပြီးတော့အဖွဲသားတွေကိုခွဲဝေပေးနေခဲ့ပါတယ် ကီးဆိုတာကလည်းရောင်းဝယ်တဲ့နေရာမှာရေခဲတောရဲနေတဲ့ Eskimo လူမျိုးတွေကိုတော့ရေခဲရောင်းနိုင်တဲ့လူမျိုးဆိုပြီးအဖွဲထဲမှာနာမည်ကြီးတဲ့အပြင်အဖွဲသားတိုင်းရဲ့အကြိုက်တွေအတိုင်းလိုအပ်တဲ့ပစ္စည်းအတိုးထွားကစအမြဲယူလာတတ်တဲ့လူတယောက်ပါပဲအဖွဲသားတိုင်းကတယောက်တစ်မျိုးစီယူထမှုတစ်ခုစီနဲ့လူကွာစားတွေဆိုတဲ့အတိုင်းစနိုက်ပါသမားလူကန်ကတော့သူ့လုတ်တဲ့တစ်လျှောက်လူတက်ခဲ့ရတဲ့ဖြစ်ရတဲ့အတိုင်းဟာအခုချိန်မှာအရေးလိုမြဲချောင်းလန့်ခံနေရလို့တစ်ခါတခါစိတ်ယူပေါက်လာတတ်တာကြောင့် ဒါကိုနားလဲတဲ့တွဲဖက်ဖြစ်သူလေတိုင်နှုံးနဲ့ပြင်းမဲ့ရှာပေးရတဲ့ keys ကပဲစိတ်တည်ငြိမ်အောင်အမြဲအားပေးနေကြရပါတယ်။ညရောက်တဲ့အခါတဖွဲ့လုံးကိုလေရင်နဲ့တောင်ညားထီလိုက်ပို့ပြီးလေရင်ပြန်ထွက်သွားတော့မှဘေကလည်းပတ်ဝန်းကျင်ကိုကင်းလက်စစ်ဆေးဖို့တဖွဲ့စီခွဲကတနီယာစီတာဝန်ခွဲပေးကသူနဲ့လီယွန်တို့ကလည်းအနီးနားမှာတွေ့ရတဲ့ခြေအားကြီးကြီးတခုကိုတေချာစစ်ဆေးနေကြပါတယ်။ငှက်ချီအားလိုလိုခြေအားကြီးကအဆမတန်ကြီးမားလုံးနေတာကြောင့်နှစ်ယောက်လုံးကောင်းစားနေချိန်စစ်သုံးကြောပွဲတလုံးနဲ့တူတခြားဖွဲ့တွေပြန်ရောက်လာပြီး 5.5စေဂျီကွန်နေပဲတွေးခဲ့တဲ့ကြောင်းသတင်းပို့တဲ့အတွက်ဘေကာကလည်းအိတ်သေးရှောင်းနိုင်ရင်တွေးတဲ့မြေပုံတစ်ခုဇေဗီယာကိုပေးလိုက်ပါတယ်မြေပုံပေါ်မှာသူတေသနာစကန်အမှတ်၄ဆိုရယ်စာပါနေလို့စကန်စီကိုရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ကြတဲ့အချိန်မှာဘေကာကလည်းအိတ်သေးကတွေးတဲ့မှတ်စုစာအုပ်လေးကိုဖတ်ရင်အရင်တပ်ဖွဲ့တွေကိုဘာမှမသိတဲ့အရာတစ်ခုကအမဲလိုက်တာခံခဲ့ရတဲ့အကြောင်းကိုသိသွားပြီးငယ်သားတွေစိတ်တမကြအောင်သူ့စိတ်ထဲမှာပဲတိန်းထားလိုက်ကခီးဆက်လာခဲ့ကြပါတယ် တောနဲ့ထဲရောက်လာတဲ့အခါမှာထရူဆက်ဆက်ဒရိတ်ဆန်အော်တန်ဒီကြောင့်တပွဲလုံးသတိနေထားနဲ့စောင်းချချောင်းမြောင်းနေကြတော့ဘေကာကိုအကောင်ကြီးတစ်ကောင်ကခြေရောက်ကကိုင်ဆွဲထွက်ပြေးသွားတာကြောင့်တပွဲလုံးရုံးရင်ဆန်ခတ်ပြေးလိုက်လာခဲ့ကြခြင်းဘေကာကလည်းသတိမလုံအောင်ထားရင်တနက်နဲ့ချက်ပေါင်းများစွာပြစ်လိုက်တဲ့အတွက်ပြန်လွတ်လာခဲ့ပေမယ့်မောင်မဲမှာတနက်မီးပွင့်နဲ့လင်းအောင်ကြောင့်ဘာကောင်မှန်းတိကျမသိခဲ့ရပါဘူးတပ်ဖွဲ့တွေရောက်လာတော့မှသူအစဉ်ပြေကြောင်းဟန်မပြန်ရှင်းပြနေခဲ့ပေမယ့် တဖွဲ့လုံးကတော့ဘာကောင်းမှန်းမသိရလို့စိတ်မတင်မကြရင်းနဲ့ပြင်းထန်ရေလျှောက်ပြောစဉ်းစားနေခဲ့ကြတဲ့အတွက်ဘေကာကပဲအကုန်လုံးကိုသူတည်တနာစကန်စီပဲအာယုံပြန်ဆိုင်ထားဖို့မိန်ပေးပြီးခီးဆက်လာခဲ့ရပါတယ်။အဲဒီချိန်ရုရှားစကန်တခုမှလည်းအမေရိကန်လုံးတနက်တန်နေတော်ရဲကကြားလိုက်ရလို့သူတို့ခေါင်းဆောင်ဘိုရိုဒင်ရဲ့အမိန်အရအမေရိကန်နေနဲ့ထိတ်တန့်မြင်ဆိုင်မယ်။စကန်နာကက်လာမှာအပြတ်ဆော်လို့ရအောင်နောက်ရောက်ခံလိုက်ဖို့နေကန်ဗီယက်နမ်ကွန်မြူနီမာလီကွန်ရန်ကိုလမ်းပြခေါ်ပြီးလူစုခွဲရှာဖွေနေကြရင်လည်း အကောင်ကြီးတစ်ကောင်ကရုရှားတပ်သားတယောက်ကိုခေါင်းကနေကိုက်တက်တာခံလိုက်ရပါတယ်။ဂျန်နယ်ဖွဲ့တွေလည်းတယောက်ပြောက်သွားတာကိုသတိထားမိမှလိုက်ရှာကြတဲ့အခါရဲဆက်ဆက်ကိုက်ဖြတ်စားတောက်တာ ခံထားရသလိုဘိုက်ပွင့်ပြီးကိုရင်းအင်္ကာတွေအပြင်ထွက်နေတာကိုတွေ့လိုက်ရတဲ့အတွက်အမေရိကန်ရဲ့လက်ချက်ပဲလို့တထစ်ချတွေးကဒေါသတကြီးလက်စားချေဖို့ဆက်ရှာဖွေနေကြရပါပြီ။တဖက်မှာလည်းဘေကာရိုအုပ်စုကလှိုင်းကိုတစ်ခုတွေ့လို့တယောက်ကိုကင်းထောက်လို့ဖို့ဂူရဲကိုလွှတ်လိုက်ပြီးအပြင်မှာအန်ရီရဲ့ခြေနေကြည့်ရင်ထိုင်ဆောင်နေခြင်း အယ်လီကထူးဆန်းတဲ့အရိုးစုယုံကျွင်းပိုင်းစားတစ်ခုတွေ့တာကြောင့်ဘေကာကိုပြကအကောင်လုံးသက်ရှင်မှုအတွက်ခုနေလှည့်ပြန်နေပြီလို့အကြံပေးလိုက်ပါတယ်။စားထွက်လာကြတဲ့ကဘာတိကျမှုမှမရှိတဲ့မစ်ရှင်ကောင်းစဉ်နဲ့ရောက်လာပြန်တော့လေရန်သူနဲ့စစ်တိုက်နေရတာမရှိပဲဘာမှန်းကိုမသိတဲ့ထူးဆန်းမှုတွေကြောင့်တခြားတပ်သားတွေတောင်ကြောက်စိတ်ဝင်နေတဲ့အတွက်လိုကန်လိုစိုက်ကိုဖောက်တဲ့တဲ့စနိုက်ပါသမားဆိုရင်မကောင်းဆိုးဝါးတွေရှိနေရဆိုပြီးကြောက်တောင်တောင်နေဖြစ်လို့ဖြစ်အဲလီလိုမျိုးတုံးတက်တဲ့ကြားကက်ကြိုက်တပ်သားတောင်အနှဲငယ်တုံးလှုပ်တက်နေခဲ့ပါပြီ။ အဲဒီအချိန်ကင်းတောက်သမားတွေပြန်လာပြီးကူရဲမှတစ်ဖက်ကိုသွားတဲ့လမ်းကိုရှာတွေ့ခဲ့တာကြောင့်ဘိတ်ကလည်းစိတ်သက်ခိုင်မာမှုတွေပြက်စီးစာပြုတ်လာတဲ့တပ်သားတွေကိုကဲတွေ့လာဘာမှမထူးဆန်းမှဘူးဆိုတဲ့သဘောမျိုးနဲ့အားပေးစကားပြောပြီးကူရဲကိုခီးဆက်ဖို့မိန်ပေးလိုက်ပါတယ်။မောင်မဲနေတဲ့ကူရဲကိုညချီမီလေးတွေနဲ့တစ်ဖွဲလုံးတိုးဝင်လာရင်အလဲလောက်ရောက်တဲ့အခါကဘာဦးခေဒိုင်နိုဆောပေါက်လေးတွေအများကြီးနဲ့ရင်ဆိုင်တွေ့ကြရပြီးကူရဲမှရင်ပြစ်ခတ်မှုတွေဖြစ်ကြရင်ဘိတ်ကနဲ့လီယိုနိုကတစ်ဖွဲကျန်တဲ့လူတွေကတစ်ဖွဲလူချင်းကွဲကုန်ကြပါတယ်။ အဲလီတို့ဖွယ်လဲကြောက်ကြောက်လန့်လန့်နဲ့မမဲမြင်အောင်အုံလျှောက်ပြခြေဦးတရာပြင်းရင်အဖွဲကွဲတာတော့ဂယုမဆိုင်နိုင်တော့ပဲဂူအပြင်ဘက်ရောက်ခါမှာဘေကာတို့မပါတာကိုတတိရတဲ့ချိန်ဘေကာနဲ့လီယွန်တို့ကလည်းဂူအတွင်းမှရောက်သွားတဲ့အထိအကောင်နေလိုက်လာနေတာကြောင့်ဘာမှမစင်းစားနိုင်တော့ပဲအကောင်နေထွက်ပြေးသွားကြတဲ့အတင်းတွေးတဲ့နွယ်ပင်တွေကနေတွေ့တက်ပြီးအပြင်ပြန်ထွက်လာနိုင်ခဲ့ပါတယ်အဲလီတို့ဖွယ်လဲအပြင်ရောက်လို့စိတ်အေးနေုံပဲရှိသေးအကောင်နေအများကြီးပက်ပက်လဲဝိုင်းတာခံလိုက်ရလို့ တနက်တွေတကားကားနဲ့ကြောင်ပြောင်နေချင်းရုတ်တရက်အကောင်လေးကုံထွက်ပြေးသွားကြတဲ့တန်ကြောင့်သူတို့ကိုကြောက်သွားပြီထင်နေတော့ကပောက်ခိကဒိုင်နိုဆောကြီးကြီးတကောင်ကအကောင်သေးတွေနောက်ကိုပြေးလိုက်ဖမ်းနေတာကိုတွေ့ပြီးတဖွဲလုံးနဲ့မီးတွေပိတ်ငြိမ်ပုန်းနေလိုက်ကြရပါတယ်။ဘေကာနဲ့လီယွန်တို့ကလည်းအဖွဲချင်းကွဲသွားလို့ပြန်ဆက်သွေးရအောင်ကလည်းအဲလီတို့ဖွဲ့မှာဆက်သွေးရေဒီယိုပါမသွားတဲ့အတွက်တော်လန်တိုင်ခီးဆက်ရင်စင်တင်ညာတို့ကမှအိပ်ပျော်နေတဲ့ဒိုင်နိုဆောမာကြီးတကောင်ကရောက်သွားတဲ့ချိန် သားပေါကောင်လေးရဲ့အော်သံကြောင့်နှစ်ယောက်စလုံးဒိုင်နိုဆောမာကြီးလက်ထဲကနေဖနောင်းတဲ့တင်မတသားရင်းကြောင်ပြေးခဲ့ကြရပါတော့တယ်။တညာလုံးပြေးကြလွားကြရင်လည်းနောက်တနေ့ရောက်လာတဲ့အခါအဲလီတို့လည်းတောင်ချောက်ကဘာနာကရေဒဂုံတစ်ခုမှနာရင်ခေါင်းဆောင်မရှိတော့တဲ့အတွက်ဘယ်သွားလို့ဘာဆက်လို့ရမှန်းမသိအောင်တယောက်တစ်ပေါက်စကားတွေများပြီးကြကမှသူတေသနာစကန်ဒီရောက်အောင်မှန်းသွားကြဖို့သဘောတူကခီးဆက်လာခဲ့ကြပါတယ်။ဘေကာနဲ့လီယိုနိုကဒိုင်နိုဆောကြီးလက်ကနေပြေးရင်ဒီတိုင်းပြေးနေသေးပြီမလွတ်နိုင်တော့ကိုတွေးမိပြီးအကောင်ကြီးသာရေမကူးတက်ခဲ့ရင်ဆိုရဲစွန်းစားမှုနဲ့ ကျောက်တဲခုံချရေကူးပြေးဖို့ဆုံးဖြတ်ကခုံချလိုက်ချင်းဒိုင်နိုဆောကြီးလည်းအချိန်လိုရေထဲပြုတ်ကျသွားခဲ့ပါရီဒါမဲ့လီယွန်ကရေနဲ့တတိလစ်သွားပြီးဒိုင်နိုဆောကြီးကအေးဆေးဆေးရေကူးသွားတာကြောင့်ဘိတ်ကလည်းတတိလစ်နေတဲ့တပည့်ကိုဆွဲကကဲညီစီကူးပြေးသွားချိန်မှာရုရှားမိမတစ်ယောက်ပေါ်လာပြီးနှစ်ယောက်စလုံးကိုအပေါ်ဆွဲခေါ်ကအသံမထွက်ဖို့ပြောရင်းနဲ့ဒိုင်နိုဆောကြီးရဲ့မျိုးစိတ်တဘာဝကိုရှင်းပြလိုက်ပါရီဒါရိုနိုဆောရက်စ်ရက်စ်လို့ခေါ်တဲ့ကောင်ကြီးမျိုးဟာတစ်နှစ်ပတ်လုံးမိလိုက်သားမွေးလုံနေတတ်တဲ့မျိုးစိတ်ဖြစ်ပြီး အထီးကောင်ကအစာရှာထွက်ရင်းနဲ့အမားနဲ့သားပေါက်တွေရှိရာမပြန်နိုင်ရင်ဒေါသတကြီးနဲ့မြင်မြင်သမျှအကုန်ရမ်းမှုတတ်တဲ့မျိုးစိတ်ပါဒါကြောင့်တစ်ဖက်ကမ်းမှာကြံခဲ့တဲ့မားစီပြန်မရောက်ရင်မှွေတော့မှာမလို့သူ့ရဲ့စန်းတကန်းစီလိုက်ခဲ့ဖို့ခေါ်တဲ့အခါမှာဘေကာကလည်းတစ်ဖက်ကမ်းမှာသူ့တက်သားတွေကြံခဲ့လို့ဝေခွဲရခတ်နေတော့မှာတတိယလာတဲ့လီယွန်းရဲ့ချင်းနေကြောင်ကြံတဲ့သူတွေကိုလက်လျှော့ကစကန်းစီကိုလိုက်လာခဲ့ရပါတယ်အဲလီယိုဖွဲ့ကလည်းမြင်မြင်ထင်ထင်တော်တဲ့ရှောက်သွားနေရင်ကမှာဒိုင်နိုဆောမျိုးစိတ်တွေအများကြီးကိုတွေ့ခဲ့ရပြီးသူတို့ကိုအန်နီယယ်ပေးတဲ့သားစားမျိုးစိတ် အသေးရွက်စားမျိုးစိတ်နဲ့တခြားအကောင်ကြီးသေးစားတဲ့မျိုးစိတ်တွေရှိနေရဲဆိုတာပါသိလိုက်ရကတစ်ကလောလိုသားစားဒိုင်နိုဆောကြီးတွေကြားရဲကနေအေးလူလူခီးဆက်လာခဲ့ကြရတဲ့နဲ့ဘုံမူဂျယ်ရီကိုရဲ့စောက်ကျင်နေကြောင်းကိုအတင်းတုံလာခဲ့ကြပါတယ်။ဘေဂါရုကလည်းရုရှားမျိုးသမီးဆိုဖီယာရဲ့နေရာစီရောက်တော့မှတမနီထူစားနဲ့ကာထားတဲ့နှစ်ထပ်ဆင်းမြင့်စောင့်တစ်ခု ဖြစ်နေပြီးတော့တချိန်ကသူတည်တနာစမ်းသက်ခံတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရလို့အကျိုးကြောင့်မေးဖို့လှုပ်ချိန်မှာဆိုဖီယာကတော့မော်ဖင်တစ်လုံးထိုးရင်းဆေးကွေးနေခဲ့ပါတယ်။ ဘေကလည်းချင်းနေရှုပ်ထွေးနေချိန်ပိုးရှုပ်နေခဲ့တာကြောင့်ဒေါသတကြီးမင်းနေပေမဲ့ရုရှားနဲ့အမေရိကန်ဆိုတာရံပတ်နိုင်ငံတွေဖြစ်လို့ဆိုဖီးယားကသူတို့စမ်းသက်ခံကြောင်းတည်သည်မြလူကုန်ဘုံမှုဘိုရိုဒင်ကတပ်ပစ်ပြီးအကုန်လက်ဆဖျောက်ပစ်ခဲ့တာဆိုတဲ့စကားကလွှဲရင်အကုန်မပြောဘဲထိန်ချန်ထားနေတဲ့အတွက်လီယွန်စီကရေဒီယိုနဲ့ဘုံမှုစီဆက်သွယ်ပြီးဒိုင်နိုဆောတွေးခဲ့တဲ့အကြောင်းကိုအော်ဟစ်ပြောနေခဲ့ပါတယ်။ဂျယ်ရီကိုကလည်းရုရှားရဲ့လူဝတ်စမ်းသက်နေတာနျူကလ িয়ার စမ်းသက်ခံလို့ထင်လို့ရှာခိုင်းလိုက်ခါမှာဒိုင်နိုဆောတွေပါပါလာတဲ့အကြောင်းသူပါတိုင်ပတ်နေခြင်း ဘေကာကလည်းဘိုရိုဒိန်းဆိုတဲ့လူကိုရှာထားဖို့နဲ့သူ့တပ်သားတွေလည်းတေးမလားရှင်မလားမသိရသေးလို့ရအောင်ရှာပြီးသူအချက်ပြတာနဲ့ဒီဇက်ရှုပ်တွေကပြန်လာခေါ်တော့လို့ဒေါသတကြီးပြန်ပြောကဖုန်းချလိုက်ပါတော့တယ်။ဂျယ်ရီကိုလည်းဖုန်းချတာနဲ့အရာရှိတွေနဲ့တိုင်ပင်ပြီးတော့ဘိုရိုဒိန်းဆိုတဲ့လူเจ้าကိုစုံစမ်းမှုဆုံးဖြတ်ကဗေကာရုပ်ဖွဲ့ယူကြောင်ကြောင်ဖြစ်ပြီးတော့ဒိုင်နိုဆောတွေเจ้าကိုရှောက်ပြောနေရလားဆိုတာဆက်တိုင်ပင်ရင်နောက်ဆုံးမှာတော့ဗေကာရဲ့တက်တိနဲ့ဆုံးဖြတ်ချက်တွေကိုယုံကြည်ကဆက်သွယ်မယ်ချင်းကိုစောင့်မှုသဘောတူလိုက်ကြပါတယ်။ ဘေကာကလည်းသူ့တပ်သားတွေကိုပြန်ရှာဖို့အတွက်တောထဲမှာအဖို့မရှိဘဲပိတ်မိနေတာနှစ်ပေါင်နေပြီးတောเจ้าနဲ့ဒိုင်နိုဆောเจ้าတွေကိုနောကျင်နေတဲ့ဆိုဖီယာကိုပဲလမ်းပြလုံခိုင်းမှုခေါ်ကအပြင်ပြန်ထွက်လာရင်းနဲ့ဆိုဖီယာကအန်နီမပြုတ်တဲ့ဒိုင်နိုဆောမျိုးစိတ်တွေအကြောင်းနဲ့ဘေကာတို့ညာဘက်ကကြုံခဲ့တဲ့ရက်ပတာဒိုင်နိုဆောတွေဟာညံကောင်းတဲ့မျိုးစိတ်တွေဖြစ်လို့အမဲလိုက်ဖို့တေချာချောင်းမြောင်းလုံးကြံတတ်တဲ့အကြောင်းကိုရှင်းပြနေခဲ့ပါတယ်။တဖက်မှာလည်းအယ်လီရိုးဖွဲ့ကသူတည်တနာစကန်စီမှန်းလာရင် မြခင်ရှိပြင်းကြီးတစ်ခုကိုရောက်တဲ့အခါမှာရုရှားကွန်မြူနီဖွဲ့နဲ့ထိတိုက်ဆုံးပြီးတိုက်ပွဲတွေဖြစ်ကဂီးဆက်ခြေောက်ကိုတနက်မှန်သွားချိန်အတောင်ပံနေတဲ့ကပောက်ဦးဒိုင်နိုဆောမျိုးစိတ်တချို့လည်းရောက်လာတိုက်ခတ်ခဲ့တဲ့အတွက်ကွန်မြူနီတယောက်ဦးဖောက်စားခံလိုက်ရပါတယ်။ကွန်မြူနီတွေငှက်ကြီးတွေနဲ့တိုင်ပတ်နေတော့အယ်လီရောကလည်းဂီးစ်ကိုဆွဲခေါ်ကတော်ရဲတီပြေးဝင်သွားချိန်မှာကျန်တဲ့ကွန်မြူနီတပ်သားတွေကလည်းပြေးလိုက်ပုံးလိုက်ပြစ်လိုက်နဲ့တော်ရဲပြန်ရောက်တဲ့အခါဗီယက်နမ်ကွန်မြူနီမာလီကွန်ရန်ကအေးစေးထိုင်စောင့်နေတာကိုတွေ့ပြီး အပြစ်တင်တဲ့အခါကွန်ရန်ကလည်းသူ့အလို့မှာကလေးထိန်ပေးဖို့မပါဘူးလို့ပြန်ပြောတာခံလိုက်ရပါတယ်။အပြန်လည်ပြစ်ခတ်တဲ့နေ့ကြောင့်ဘေကာတို့ကလည်းအတန်ကြားရမှန်းလာရင်နဲ့အဲလီရိုဖွင့်နဲ့ပြန်တွေ့ပြီးဆိုဖီယာကျောင်းကိုရှင်းပြတဲ့အခါမှာတော့တပွဲလုံးကလည်းရုရှားမှတယောက်ကိုယုံကြည်ရမှလားလို့တယောက်တစ်ပေါက်ဖြစ်နေတော့အမဲလိုက်အသားစားအကောင်သေးကဘာဝတ်ကောင်တွေရဲ့ဝိုင်းနာခံလိုက်ရပါတယ်။ဆိုဖီယာကလည်းဒိုင်နိုနီကောင်တွေကမြေပေါ်တစ်ဝက်ပင်ပေါ်တစ်ဝက်နေရာယူတတ်ပြီးခြေထောက်မှာပါတဲ့ဓာတ်လိုဂျုံတစ်ခုကိုသတိထားဖို့ပြောလိုက်တဲ့အခါ တဖွဲ့လုံးနဲ့လှုပ်လာတာမှန်သမျှရန်တန့်ပြီးအကောင်တွေကများသထက်များလာလို့အလုံးရှုံနေချိန်မှာအကောင်တချို့ကခြေရောက်တံရနဲ့လဲနေတဲ့ geese ကိုဝင်ဆွဲသွားခဲ့ပါပြီအစာရတာနဲ့အကောင်တွေကတော်ရင်ပြင်းဝင်သွားကြလို့တဖွဲ့လုံးနဲ့နောက်ကနေလိုက်လာပြီး geese ကလည်းအော်ဟင်ရုံးကန်ရင်ရက်သွားတဲ့အချိန်မှာဓာတ်တို့တလက်နဲ့ရမ်းနေချိန်အကောင်သေးတွေထွက်ပြေးသွားတာမြင်လို့စိတ်အေးလက်အေးစစ်လက်တော့ဖို့လုံနေတော့ raptor တကောင်ဖမ်းတာခံရကဦးရေဆွဲဖြတ်တာခံလိုက်ရပါတယ် နောက်ကလိုက်လာတဲ့အဖွဲအတန်ကြားတာနဲ့ Raptor ကောင်လဲခီးစစ်ပါဇက်ကိုသူ့လက်သေးတွေနဲ့အုပ်ထားလိုက်တဲ့အခါ Keys လဲလွတ်ကျနေတဲ့သူ့ဓာတ်နဲ့လေဘင်းကိုထိုးချလိုက်လို့ Baker လဲနေရာကိုသိပြီးတနတ်တွေနဲ့ဝိုင်းပစ်တဲ့အတွက် Raptor လဲထွက်ပြေးသွားခဲ့ပါတယ်။အဲဒီတော့မှ Baker လဲ Keys ကိုစကန်ပြန်ခေါ်ဖို့စီစဉ်နေဆွဲနေတဲ့အခါ Sophia က Raptor တွေကအစာရှိရာခြေရာခံပြန်လိုက်လာမှမို့ Target မှာဖြစ်မဲ့အကြောင်းကိုရှင်းပြနေပေမဲ့လက်မခံပဲထန်းစီအမြန်လုခါစကန်စီပြန်သေးလာခဲ့ကြပြီး Morphin တစ်လုံးထိုးထားပေမဲ့ ီးစကော့အဟစ်နေသေးတာကြောင့်နောက်တလုံးထိုးဖို့ရှာတော့မှအချင်းတွေကိုကြည်ရင်ရင်းထလာတဲ့ဆိုဖီယာယူသုံးနေတာကိုတွေ့ရပါတယ်။ဆိုဖီယာလည်းရှုံထွေးနေတဲ့အချင်းတွေဟာသူရဲ့စမ်းသပ်မှုကြောင့်ပဲဆိုတာကိုနောင်တရပြီးတော့ဖြစ်ခဲ့တဲ့မြအကြောင်းစုံကိုကီးစ်ကိုရှင်းပြလိုက်ပါတယ်။ရုရှားဆိုဖီယာဘုံမှုဘိုရိုဒိန်ကနျူကလ িয়ার စွမ်းအင်နဲ့နေရာခုံကူးလို့ရမယ့်ကူရိုလိုက်တာလို့ခေါ်တဲ့ပိုတယ်တစ်ခုတည်ဆောက်ဖို့ကိုသူရဲ့စောက်ကျင်ရာတခုခုလွဲချော်ရင်တော့သူတို့မခံရအောင်ရုရှားပြည်ထဲမှာမလုပ်ဘဲနဲ့ ။ဗီယက်နမ်တော်ရဲမှာလာဆန်းတက်ခဲ့တဲ့အတွက်နျူကလ িয়ার ပညာရှင်ဆိုဖီယာရဲ့ယောက်ျားလည်းညင်းမြလို့လင်းမယားနှစ်ယောက်တူလိုက်လာခဲ့ရတာပါ။ဘိုရိုဒင်ကအမေရိကန်အင်ပီရိုရှေ့မှာရုရှားတင်ကားတွေကိုပို့ဖို့ပေါ်တယ်တစ်ခုဖန်နီးခိုင်းတာဖြစ်ပေမဲ့နျူကလ িয়ার မုံတွေလွဲချော်သွားခဲ့တဲ့အတွက်ပေါ်တယ်ကတိတ်ကလာတစ်ခုမှပွင့်သွားပြီးဒိုင်နိုဆောတွေလည်းရောက်လာခဲ့တာပါ။ဒါပေမဲ့ဘိုရိုဒင်းကအမားကိုလက်မခံပဲဒိုင်နိုဆောတွေကိုပါအတုံးချဖို့အကြံစိုးကိုရပြီးတော့စမ်းသပ်မှုကြောင့်တိတိမျှလူအကုန်လုံးကိုတတ်ပြစ်လိုက်ချင်း မျိုးရိုးဗီဇာကျွမ်းကျင်ပညာရှင်ဆိုဖီယာကတောရဲမှာဒိုင်နိုဆောတွေကိုသွားလေ့လာနေလို့အသက်ဘေးကလွတ်လာခဲ့ရပေမယ့်သူ့ယောက်ျားရောတစ်ဖွဲ့လုံးမှာတတ်ခံလိုက်ရတာကြောင့်တယောက်တည်းကြံခဲ့ရကစိတ်ငြိမ်အောင်မော်ဖင်းနဲ့ပဲအဖို့ပြုတ်နေရတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ပြီးတော့မှဘိုရိုဒင်တို့ဖွဲ့ကနောက်ထပ်ပေါ်တဲတစ်ခုထပ်လုပ်ဖို့မြေကျောင်းတိုက်တော်နဲ့တည်းထပ်ဝင်သွားခဲ့ကြတာကြောင့်သူ့ကိုယ်တော်မတားနိုင်ရင်တကဘာလုံးဒုက္ခပင်လေဝေမယ်အကြောင်းကိုပြောလိုက်တော့မှအရာအလုံးကိုပြစ်ချပြီးတပ်သားတွေနဲ့တူပြန်တော့မယ်ဘေကလည်းတွေ့ဝေသွားခဲ့ရပါတယ်။ ညာရောက်တာနဲ့အဆောင်ပတ်ပတ်လေးမှာညာပိုင်းမဲလိုက်တဲ့တပ်တော်တွေနဲ့ရက်ပတာတွေများကြီးရောက်လာခဲ့တာကြောင့်ဘေကလည်းတပ်သားတွေစိတ်မပူအောင်ဘာမှမရှင်းပြတော့ပဲရသလောက်ခုခံမှုအမိန်ပေးပြီးပြစ်ခတ်ခုခံနေပေမဲ့ရက်ပတာတွေကညံကောင်းလွန်းနေတဲ့အတွက်မကြခင်ဖောက်ဝင်လာတော့မှတိနေတဲ့ဆိုဖီးယားကသူ့ရဲ့လှုပ်ဝက်လမ်းကနေလှေဖွဲ့ထားတဲ့နေရာစီသွားဖို့အကြံပေးလိုက်ပါတယ်ဘေကတော့လေကီးစ်ကိုပါတဲသွားဖို့လုပ်ပေမဲ့ကီးစ်ကတော့ဘုံနှလုံးနဲ့အတူသူ့ကိုထားခဲ့ဖို့ပြောပြီးထောက်တစ်ခုမှချပေးခဲ့တာက ။လိုဝက်လေဝင်ပေါက်လန်တာမျက်စီထွက်လာချိန်သူကြိုက်စုံစီးကွက်ကိုပါဇက်မှာခဲရင်နဲ့ Raptor တွေထဲဝင်လာတာနဲ့ Keys ကဘုံးတွေကိုဖောက်ခွဲပစ်လိုက်ပါတယ်။တပွဲလုံးလုံးမြောက်သွားခဲ့ရပေမဲ့ Keys နဲ့ညီကိုလိုမြဲတွဲခင်မင်ခဲ့တဲ့ Psycho သမားလိုကန်ကတော့စိတ်တွေကြောက်ကြရဖြစ်လာနေချင်းဘေကာကအဖွဲအကုံလုံးကိုခေါ်ပြီးတော့ဖြစ်ပြနေသမျှအကုံသေးစိတ်ကိုရှင်းပြကဘရိုဒင်ကိုတားဆီးမှရမယ်အကြောင်းကိုပြောလိုက်တဲ့အခါအဲလီကငင်းမှုစူးစားပြီးမဲ့လက်ရှိဖြစ်ပြနေတဲ့အခြေအနေတွေဒါတကဘာလုံးကိုပြန်သွားရင်ဆိုတဲ့အချက်တစ်ခုရင်းနဲ့ပဲလက်ခံလိုက်ရပါတယ် ဒါကြောင့်ဘေကာကလည်းဘရိုဒင်ရဲ့စကန်အစ်ကိုရှာတွေ့ရတဲ့အထက်ကိုတင်ပြပြီးနေရာတစ်ခုလုံးကိုဘုံးချဲပြစ်ရမယ်လို့အဖွဲ့သားတွေကိုပြောပြနေတော့ဆိုဖီးယားကဘုံးချဲချလို့မဖြစ်ဘူးလို့အသေးအတန်အော်ပြောရင်းနဲ့ဆေးဆွဲနေသူတွေရဲ့ထုံးစံအတိုင်းဆေးလံကသတိလစ်သွားခဲ့ပါတယ်ဆိုဖီးယားသတိပြန်ရလာတာနဲ့ဘေကာလည်းဒေရှာရှင်းပြဖို့မေးတော့မှကိုလိုက်တာဆက်ပွင့်နေတဲ့ပုံစံအရနျူကလ িয়ার ပေါ်တယ်ရီဟာဆက်ပပလင်မှာချိန်တိုင်းပေါ်လိုက်ပြောက်လိုက်ဖြစ်နေတာကြောင့်အဲ့ဒီပေါ်ဘုံးချဲလိုက်မယ်ဆိုရင်ဘယ်နေရာပွင့်နေမှမသိတဲ့ပေါ်တယ်ရီပေါ်ကြတာနဲ့ ဒီကဘာလုံးပေါ်ဘုံကျဲတာနဲ့ဒူဒူပဲဖြစ်ကြောင်းရှင်းပြလိုက်ပါရယ်။အဲ့ဒီချိန်မြစ်လေကောင်နေလှမ်းကြည့်လို့ကဲဆတ်မှာမြင်သမျှအကောင်ကြီးတွေကိုစနိုက်ပါနဲ့ယူကြောင်ကြောင်ရှောက်ပြနေတဲ့လိုကန်ကိုရက်ဖို့လှမ်းတော့တဲ့ခါလိုကန်လဲကြောင်းတောင်းတောင်းနေသူကိုယ်သူပါပြစ်တက်ဖို့လုံနေတာကြောင့်ဘေကာကအတင်းဖတ်ထားကအားပေးစကားပြောလိုက်ရပါသေးတယ်။ဒီလိုနဲ့လေဒီစင်းပေါ်မှာဆေးကြောင်မတယောက်စိုက်ကိုစနိုက်ပါသမားတယောက်နဲ့အတူဒိုင်နိုဆောရဲ့တိုက်ခိုက်မှုကိုကြော်လွှားရင်းမိုးချုပ်လို့လူချိန်မှာဂန်းကြီးတစ်ခုစီရောက်လာတဲ့အခါ ညာပိုင်းမဲလိုက်တဲ့အကောင်သေးအုပ်စုနဲ့တတဲ့တိုးပြီးတိုက်ပွဲဖြစ်နေခဲ့ရပါတယ်။လိုကန်လည်းမမက်မြာရှောက်ပြင်းကြောင်တောင်တောင်နဲ့တောနဲ့တဲထွက်ပြေးသွားတဲ့အခါအကောင်တွေလည်းသူ့နောက်တပြုံကြီးပါလာရာကြောင့်ပစ္စတိုတလက်နဲ့ရသမျှခံပြင်းရင်နောက်ဆုံးမှာတော့ကိစ်နောက်လိုက်သွားဖို့အတွက်သူ့ကိုယ်သူအဆုံးစီရင်လိုက်တော့မှအကောင်တွေလည်းကိုက်ဖြတ်စားတော့နေကြချင်းနောက်ကလိုက်လာတဲ့ဘေကာလည်းစိတ်မကောင်းမိမဲ့ထားခဲ့လိုက်ခါအဖွဲစီပြန်လာခဲ့ပါတယ်။နောက်တော့ဒေါ်ရက်ဆက်ရှောင်းရင်ရရှားစကန်တစ်ခုကိုတွေ့ရတဲ့ဂျယ်ရီခိုစီကိုဖုန်းဆက်ကား ရုရှားစကန်တစ်ခုကိုတွေ့တဲ့အကြောင်းနဲ့ဖြစ်ပျက်နေသမျှကိုတိုကျုပ်ပြန်ရှင်းပြကသူတို့ဖွဲ့ဝင်ပြီးကလိုက်တာကိုပိတ်ပေးတာနဲ့သူဆက်လုပ်မယ့်စီစဉ်တွေကိုပြောပြလိုက်တဲ့အခါဂျယ်ရီခိုလည်းသူ့အမိန်တိုင်းဘာမှမလုပ်ဘဲသူတို့လာတာကိုစောင့်မှုပြောလိုက်ပါတယ်။ဒီချိန်တုန်းကလည်းဂျယ်ရီခိုရဲ့လိုရက်ကြောင့်ဘေးကမရင်းတက်သားဘွားကအရင်အဖွဲ့ကောင်းဆောင်မစ်နေရောတခြားအဖွဲ့သားတွေပါတေဆုံးခဲ့ရတဲ့ပြင်ဒူကိုရိုင်းမှာမှုရင်ဆိုင်ခဲ့ရတာကြောင့်ဒီတစ်ခါမှတော့အမိန်ကိုမလိုက်နာတော့ဘဲသူဆုံးဖြတ်ချက်တိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါပြီ။ဒါကြောင့်ဂျယ်ရီခိုကိုပြက်ပြက်သားသားအားခံပြီး သူသဘောတိုင်းဆက်လုပ်တော့မှာမို့လာခဲ့ဖို့ပြင်ဆင်ထားလိုက်တော့လို့ပြောကဖုန်းချပြီးစကန်နဲ့ကိုခိုးဝင်မှုနဲ့ကိုလိုက်တာကိုပိတ်ဖို့ပြီးရနဲ့စကန်တကူလုံးကိုဖောက်ခွဲပစ်ဖို့အစီအစဉ်သေးစိတ်ကိုတာဝန်တီးတီးခွဲပေးလိုက်ပါရယ်နောက်တော့စကန်နဲ့ခိုးဝင်ကအယ်လီနဲ့မစ်လာတို့ကတင်ကားရည်နဲ့အဆောင်နေမှာ C4 ဘုံနဲ့လိုက်တက်ဆင်ပြီးဘေဂါနဲ့ဆိုဖီယာတို့ကဘရိုဒင်နဲ့သူ့အဖွဲ့တွေအချင်းချင်းအချင်းတင်ဖြစ်နေတာကိုချောင်းနှားထောင်ရင်တပ်သားတွေကဒိုင်နိုဆောတွေအကြောင်းကိုမသိဘဲမကောင်းဆိုးရတယ်လို့ထင်ကစန့်ကျင်နေသူရှိနေတာသိလိုက်ပါရယ် အဲ့ဒီအချိန်အထီးနဲ့မနဲ့ကွဲသွားတဲ့ Tyrannosaurus Rex အမကောင်ရဲ့ကလေးတကောင်စကန်နဲ့ရောက်လာလို့ Rashari ကပြစ်တက်လိုက်တာကြောင့်အမကောင်လည်းစကန်တကူလုံးကိုတောင်းညံ့မှွေနှောင်ရင်းနဲ့အထီးကောင်မှရောက်လာခဲ့တဲ့အတွက်ထိမနိုင်သိမ့်မရဖြစ်ပြီးတပ်သားတွေတယောက်ပြီးတယောက်မုတ်ကျွတ်တယ်လို့ဝါးစားခံနေခဲ့ရပါတယ်။ Miss La ကလည်းဘုံနေစင်းနေရင်းနဲ့ Community Mali Conran ကအမေရိကန်ဆိုအသေးမုန်းနေတဲ့စိတ်နဲ့သူသေးကိုသေးတိုက်ခိုက်တာခံနေရပြီး Miss La ကလည်းသူတက်ခဲ့ရတဲ့ Vietnam မိသားစုတွေကိုပြန်မြင်ရောက်ရင်နောင်တရတွေနဲ့အတူ တင်္ဂါရီကြားမှာဘုံပေါက်ကွဲကသေဆုံးသွားခဲ့ပါတယ်။ဘိုရိုတင်ကလည်းဒိုင်နိုဆောရီကိုရှောင်ရင်စခန်းထဲဝင်သွားတာကြောင့် yes အကြောင်းကိုအထာနဲ့နေတဲ့ဘေကာတို့ကလည်းခံမပစ်ဖဲနဲ့ရှောင်ရင်ရှာရင်နဲ့ဘိုရိုတင်နောက်ကိုပဲလိုက်လာခဲ့ကြရင်အထဲကိုရောက်တာနဲ့ကူလိုက်တာဆက်ကစတင်လဲပတ်နေပြီးပေါ်တယ်တွေပွင့်နေတာတွေ့လိုက်ရပါတယ်။ဆိုဖီယာလည်းဆက်ကိုဘိတ်ချဖို့အတွက်စနစ်ကလုတ်တွေကိုနှိပ်ပေးမယ်။အချိန်လုံနေလို့တိုင်ပတ်နေချင်းဘိုရိုတင်မှရောက်လာပြီးတောင်ပြောမြောင်ပြောတွေရှောက်ပြောနေတာကြောင့်ဘေကာကပဲတနက်စာကျွေးပေးလိုက်တဲ့အခါရွေးစရာမရှိတော့တဲ့ဆိုဖီယာက တအားပေးစနစ်ကိုဖျက်ချလိုက်ပါတယ်။မီးပြတ်သွားတာနဲ့အရန်မီးတွေပွင့်လာတဲ့အခါမှာတော့ညပိုင်းကျက်စားတဲ့ restaurant တွေ scan စီပြန်ရောက်လာတာကိုတွေ့လိုက်ရပြီးအခြေအနေတွေပိုဆိုးကုန်ကဘေကာရိုလည်းတက်နိုင်နေမြခံပြင်းရင်းနဲ့လင်းရင်လာခေါ်ကိုပဲစောင့်နေကြရပါတယ်။ Jericho တို့ကလည်း Russia scan အကြောင်းသိရတာနဲ့နီးပညာသင်ဆန်းရမလားဆိုပြီးအချိန်မီအမြန်လာခဲ့ကြပေမဲ့ scan တစ်ခုလုံးမှာ dinosaur တွေရော restaurant တွေပါပြည့်နေလို့လင်းရင်ဆိုင်တာနဲ့ special ပြစ်ခတ်နေကြရပါတယ်။ scan ထဲမှာလည်းဘေကာရိုကမိโกဘုံနေတဲ့ restaurant တွေကိုအာရုံလွှဲပြီး အပေါ်တဲ့ pipeline တွေကနေတစဉ်လေယာဉ်စီသွားဖို့အစီအစဉ်ဆွဲကမြားခေါ်လာခဲ့ရင်းနဲ့အဲလီကိုလည်း restar တကောင်ရဲ့တိုက်ခိုက်မှုအောက်မှာလက်လွတ်လိုက်ရတဲ့အတွက်ဂျန်နဲ့တက်သားတွေမဆုံးရှုံးအောင်သူတယောက်ပဲမြားခေါ်ဖို့ဘေကာကဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်ဇေဗီယာ၊လီယိုနဲ့ဆိုဖီယာတို့ကိုလေယာဉ်စီတက်သွားဖို့အမိန့်ပေးကသူကတော့ရှိသမျှလက်ပြပုံကုန်တလုံးပြီးတလုံးဖောက်ပြီး restar တွေကိုမြားခေါ်က scan တစ်ခုလုံးကိုဖောက်ခွဲပစ်ဖို့ဆုံးဖြတ်ချက်အတိုင်းလုပ်နေခဲ့ပါပြီ။လီယိုနိုလည်းလေယာဉ်စီပြေးသွားပြီးဂျယ်ရီခိုရိုနဲ့တူဘေကာပြန်လာကိုဆောင်ရင် အတက်နိုင်ဆုံးအားကုန်ခုခံနေခဲ့ပေမဲ့ဘေကာကတော့ဘုံးနေကုံသွားတာနဲ့ဓာတ်တစ်ချောင်းနဲ့ရက်စတာတစ်ကောင်ကိုတက်ပြီးသေဆုံးခဲ့တဲ့သူ့တပ်သားတွေကိုပြန်မြင်ရောက်ရင် C4 ဘုံးခလုတ်ကိုနှိတ်ချဖောက်ခွဲပစ်လိုက်ပါရတယ်။ဘေကာအတွက်မျှော်လင့်ချက်မရှိတော့တဲ့အခါမှာ Jerry Coro လေးလေယာဉ်ပေါ်တက်ပြီးစကန်စီပြန်လာခဲ့ကြပေမဲ့ကိုလိုက်တာဆက်ကိုဖျက်ဆီးပြီးလို့အခြေအနေတွေကမပြီးသွားဘူးဆိုတာဒရစ်ကန်နာရောက်လာတဲ့ကဘာဦးကအသီးရွယ်စားဒိုင်နိုဆောမျိုးစိတ်တွေကတက်တည်ပြနေရင်ဇလန်းလေးပြီးဆုံးသွားခဲ့ပါရဲ့။